ိဆိုဒီမှာ နေထိုင်သူတဦးအတွက်ပိုင်ဆိုင်မှုကို ပြဆိုသောနေရာတနေရာဖြစ်နိုင်ပါတယ်။ယာယီပိုင်ဆိုင်မှုရှိနိုင်သလိုထာဝရပိုင်ဆိုင်ခြင်းလည်းဖြစ်နိုင်ပါတယ်။အိသို့မဟုတ် နေရာတနေရာသည်မိသားစုအတွက်သာမကတရိษံများအတွက်လည်းခိုနားရာနေရာတနေရာဖြစ်နိုင်ပါတယ်။မိသားစုအရေးအတွက်အလိုက်အိမ်တစ်လုံးသည် ကျဲဝန်းသောအနေအထားတစ်ခုအတွင်ရှိသင့်ပါတယ်။လူနေသည့်နေရာဟုဆိုတော့လဲ အိမ်တွင်နေထိုင်သူများအတွက်အသုံးဆောင်ပစ္စည်းများကလည်းမရှိမဖြစ် မပါမဖြစ် နေရာဝင်ယူကြပါတယ်။သို့ဖြစ်ရာလူနေရန်နေရာပစ္စည်းထားရန်နေရာများကိုရွေးချယ်သတ်မှတ်ကာအိမ်တအိမ်ထဲတွင်စုဖွဲ့နေထိုင်ကြပါတယ်။အိမ်တအိမ်သည်မိသားစုအတွက်ကျင်းကျင်လဲကျင်းမီကျဲကျင်လဲကျဲမီမိတို့ဆိုစေလူနှင့်ပစ္စည်းများသည် သူ့နေရာနဲ့သူ နေသားတကျရှိနေရန်လိုအပ်ပါတယ်။မိဖို့ရဲထားရမည့်ပစ္စည်းကမိဖို့ခန်းတွင် ရှိနေပြီးဧခန်းထဲတွင် ရှိနေရမည့်ပစ္စည်းတွေကလည်းဧခန်းအတွင်ရှိနေရန်လိုအပ်ပါတယ်။